ဒီခါအားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့နော်စစ်စစ်ဖို့ပါဒီနေ့အားလုံးကိုလာပြီးမျှဝေပေးခြင်းနဲ့စကလုံးလေးတစ်လုံးရှိတယ်အဲ့ဒါကတော့နှိုင်းရှင်တဲ့စကလုံးပဲဖြစ်တယ်သူ့ကိုဘယ်လိုပြောလဲဆိုတော့ကွာဆိုတဲ့စကလုံးလေးဖြစ်ပါတယ်စကလုံးပေါင်းလေးကတော့ကောဝါအားကွာမိုင်းအေး กว่าဆိုတော့အကြံအလိုက်ပဲဖြစ်ပါတယ်သူနဲ့တွဲသုံးရတဲ့အရာလေးတွေကတော့ adjective ဖြစ်မဲ့ adverb ဖြစ်မဲ့အဲ့ဒါလေးရဲ့အနောက်မှာกว่าလေးတက်ပြီးခြင်းအဖြစ်အဲ့ဒီအရာကိုနိုင်ရှင်တဲ့သဘောမျိုးဖြစ်သွားပြီပေါ့เนาะဆိုတော့ပထမအဆုံးကျွန်မနိုင်ရှင်ပြပြီးခြင်းနဲ့ဝဟရာလေးစကလုံးလေးကတော့စွေလှပတယ်ညံ့ညောတယ်ဆိုတဲ့စကလုံးကိုกว่าနဲ့တက်လိုက်မယ်ပို့ပြီးတော့လှတယ်စွေกว่าစွေกว่าဟုတ်ပြီเนาะစွေกว่าပို့ပြီးလှတယ်နောက်တစ်ခု ดีกว่า ปูบี้ก้าวเนปูบี้ก้าวเนดออีดีဆိုတော့ดีပေါ့เนาะดีဆိုတာก้าวเนดีไม่ดีအဲ့လိုမျိုးတွေပြောတယ်အဲ့ဒါအောင်မှာกว่าဆိုလို့ရှိရင်ดีกว่าဆိုရင်ปูบี้ก้าวเนဆိုတဲ့ဟာຕົงလို့ရတယ်နောက်တစ်ခုခါကျတော့ထူกว่าထူกว่า ปูပြီးတော့တက်တာတယ်ปูပြီးတော့တက်တာတယ်ဟုတ်ပြီเนาะအဲ့တော့ကျမတို့အဲ့ဒီกว่าလေးเนี่ยຕົงတဲ့ sentence လေးကို example လေးနည်းနည်းအနေချင်းလေးပြောပြပေးမှာဖြစ်တယ်ပထမတစ်ခုสวยกว่า ဘာတွေစွဲกว่าလို့ရတယ်ဘာတွေပို့ပြီးတော့ဘယ်အရာကဘယ်အရာထက်ပိုလှတယ်လို့ပြောလို့ရတယ်ဥပမာငွေဆောင်စွဲกว่าချောင်းသာဟောငွေဆောင်ကချောင်းသာတယ်လှတယ်ဒါကတော့ဟိုဘယ်လိုခေါ်လဲကိုယ့်ရဲ့ဒီနိုင်ငံတွင်းမှာရှိတဲ့ beach လေးတွေကိုပြောလို့ရတယ်သို့မဟုတ်ဟလာတချို့ကကျတော့ငပလီငပလီစွဲกว่าငွေဆောင်အဲအစရှိတဲ့ဖြင့် အဲ့လိုမျိုးလေးပေါ့နော်နေရာလေးတွေကိုလှတယ်လို့ပြောလို့ရတယ်လူကိုတိုင်ရပုံရလှတဲ့လူတွေကိုပြောလို့ရတယ်ဥမာမိုင်ဒဝီကာစွေกว่าဘိုင်ဖန်တော့မဟုတ်လေဘိုင်ဖန်စွေกว่าမိုင်ဒဝီကာအစားရှိတဲ့ဖြင့်ကိုကနေပြီးအဆင်ပြေတယ်လို့ပေါ့နော်ကိုကဘယ်သူ့ကိုပူတာချင်းလဲအဲ့ဒါလေးကိုလုပ်လို့ရတယ်ဟုတ်ပြီနော်လူကိုလှခိုင်းလို့ရတယ်လူကိုပို့ပြီးတာပြီးလှတယ်ဆိုတဲ့သဘောမျိုးပြောလို့ရတယ်နေရာဒေသလေးတွေပို့ပြီးတာပြီးလှတယ်ဆိုတဲ့သဘောမျိုးပြောလို့ရတယ် နောက်တစ်ခုခါကျတော့ဒီกว่าပို့ပြီးကောင်းတာကုန်ပစ္စည်းတွေအထူးပို့ပြီးကောင်းတယ်ဆိုတဲ့ဟာမျိုးပြောလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းအတင်ပြတစ်ခုခုပို့ပြီးကောင်းတာတယောက်ယောက်ကအတင်ပြပို့ပြီးကောင်းတာဒီတချင်းကဟိုတချင်းနဲ့ပို့ပြီးကောင်းတယ်ဆိုတဲ့သဘောမျိုးမှာပြောလို့ရတယ်အဒီပစ္စည်းကဒီပစ္စည်းထက်ကောင်းတယ်ဆိုလို့ရှိရင်အနီးဒီกว่าအနန်ဒါလေးကဟိုဟာထက်ကောင်းတယ်အနီးဒီกว่าအနန်ဒါလေးကဟိုဟာထက်ကောင်းတယ် iOS ดีกว่าเอ่อ Android iOS ดีกว่า Android ตัวมันเลย Android ดีกว่า iOS อาศัยทีเพียงအဲ့လိုလေးပြောလို့ရတယ်။ကဲနောက်တစ်ခုလေးခါကျတော့ထူกว่าပို့ပြီးတော့ဈေးသက်တာတယ်။ပို့ပြီးတော့ဈေးသက်တာတယ်။ဆိုလို့ရှိရင်ဘာကပို့ပြီးဈေးသက်တာလို့ရမလဲ။နှိုင်းရှင်ချင်းတဲ့ကုန်ပစ္စည်းအဲ့ဒီကုန်ပစ္စည်းကပို့ပြီးဈေးသက်တာတယ်ဆိုတဲ့ဟာလေးကိုပြောလို့ရတယ်။ဘောနော်ထူกว่าဟုတ်ပြီ။ အဲ့တော့ဘယ်ဟာကဘယ်ဟာကိုပုံပြီးဈေးသက်တာလဲဆိုလို့ရှိရင်ဥပမာအဲတင်းနီးဒီနီယာထူกว่าတင်းနန်ဟိုနီယာတဲ့တင်းနီးထူกว่าတင်းနန်ဒီနီယာကဟိုနီယာတဲ့ပုံပြီးဈေးသက်တာတယ်တင်းနန်ထူกว่าတင်းနီးဟိုင်နီယာကဒီနီယာတဲ့ပုံပြီးဈေးသက်တာတယ်ဒီအရာကဟိုဟာတဲ့ပုံသက်တာတယ်အနီးထူกว่าအနန်ဒီယာကဟိုဟာတဲ့ပုံသက်တာတယ် အနန်းထူกว่าအနီးဟိုရာကဒီရာတဲ့ပူတတ်တာလေထူกว่าဟုတ်ပြီနော်အနီးထူกว่าအနန်းသို့မဟုတ်လည်းပါလေအာကိုတီယောထူกว่าနန်းကြီးတုတ်ထိုင်းမှာအခုနန်းကြီးတုတ်ကဈေးရာနဲ့ရှိသွားနေပါတော့ဆိုကိုတီယောထူกว่าနန်းကြီးတုတ်နန်းကြီးတုတ်ထူกว่าကိုတီယောအဲအဲ့လိုမျိုးပေါ့နော်ဆိုပြီးတော့အဲ့လိုမျိုးနိုင်ရှင်လို့လည်းရပါတယ်ပေါ့နော်အဲ့တော့ ထူกว่าဈေးပိုရေးတက်တာတယ်ဒီกว่าပို့ပြီးတော့ကောင်းတယ်နောက်တစ်ခုစွယ်ကြီးกว่าတစ်ခုလေးမှာချင်တာကစွယ်ကြီးဆိုတဲ့အတန်ကိုမမားစီနေတော့မနေ့တနေ့ကချပြသွားတဲ့တလုံးဖြစ်တဲ့အတန်လေးဒီမာဝရတယ်အတိပဲလွဲတယ်ဆိုတာဒီတစ်ခုလည်းအပါရှိတယ်ဘာလဲဆိုလို့ရှိရင်တော်တော်များများကစွယ်ကြီးဆိုတဲ့ကြတဲ့တန်လေးကိုစွယ်ကြီးလို့မထွက်ပါနဲ့စွယ်ကြီးဆိုတဲ့အတန်နဲ့သွားစွယ်ကြီးဆိုတဲ့အတိပဲကကံမကောင်းတာ unlucky ဖြစ်တဲ့ဟာကိုပြောတာအဲ့တော့ဥပမာအားဖြင့် မိုင်ဒဝိကဆွေကဘိုင်ဖန်ပြောပါတယ်ဒါပေမဲ့ကို့အတန်ကဆွေဆိုတဲ့အကြတတ်တံမဖြစ်ပဲနဲ့မိုင်ဒဝိကဆွေကဘိုင်ဖန်ဆိုလို့ရှိရင်ဘာဖြစ်သွားဆိုရင်မိုင်ဒဝိကကเออไบฟันแท้ปูหล่าเลยโหပြောတာမဟုတ်ကနေမိုင်ဒဝိကไบฟันแท้ปูပြီးတော့ကံမကောင်းဘူးဆိုပြီးအထိပဲဖြစ်သွားရောဟုတ်ပြီเนาะအဲ့တော့စကားလေးကိုနည်းနည်းအတန်ထွက်တဲ့အခါမှာထုံးတန်လေးကို အဲဂယူဆိုင်ပြီးမမှန်ကန်ကန်လေးလေ့ကျင့်ပေးစီခြင်းနဲ့အဲ့ဒါမှအတန်ထွက်တဲ့ခါမှလည်းမမှားတော့ဘူးဖြစ်ပါတယ်ဗောနော်အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ခေါပွန်မခါစဒီခါ